မတန်မယာကကျမကနင်းစည်းပါမောင်ဇက်ကားလိုမျိုးတကြောပြန်လောက်ွက်ရလာမှာလို့ပြောပြခဲ့တဲ့နေတူပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်တနှစ်ပတ်လုံးရုပ်ရှင်ဇက်ကားရဲ့အနည်းဆုံးရိုက်ကူးတဲ့မင်းသားနဲ့မင်းသမီးကတော့နှစ်ယောက်သားဇက်ကားတွေမှာအတူတူမတွေ့ခဲ့ရပါဘူးနော်ဒီတစ်ခေါက်မတန်မယာဇက်ကားကြီးမှာတော့နှစ်ယောက်သားအတွဲညီညီတယောက်ဆောင်ထားပြီးတကြောပြန်နှစ်ယောက်သားတွေ့ရမယ်ဇက်ကားလို့ပြောပြခဲ့ပါတယ်မင်းသားနေတို့နဲ့မင်းသမီးဖူဖီးတို့ဟာမတန်မယာဇက်ကားကြီးမှာအတူတူတယောက်ဆောင်ခဲ့ပြီးတော့ဇက်လန်းပုံစံအရာလဲအရင်ငယ်ဘဝတုန်းကရိုက် ကူးခဲ့တယ်။ကျမကအနေစီပါမောင်ဇက်ကားကြီးလိုမျိုး လောင်ရအောင်မပါလို့ပြောပြခဲ့ပါတယ်။မင်းသားနေတိုးဟာကျမကနေစီပါမောင်ရိုက်ကူတုံးကခန်းစားချက်ငယ်ရွယ်ပုံနဲ့မတက်မရမာတုံးကလို့အသက်ရွယ်နေကြအတော်လေးကွာသွားပါတယ်။ခစ်ကလည်းပြောင်းသွားတယ်။နောက်ပြီးတော့ရိုက်ကူထားတဲ့ဇက်အိမ်ဖွဲ့စည်းပုံတူတီအောင်အောင်နဲ့မတူနိုင်ဘူးလို့ပြောပြခဲ့ရဖြစ်ပါတယ်။ဇက်ကားတကားပေါ်မှာပူပီးဟာသူဖြစ်ချင်တာကိုမပြောဘူး။အားလုံးရဲ့စန္ဒအတိုင်းလိုက်လုပ်ပေးတယ်။ညှိနှိုင်းလို့ရတဲ့မင်းသမီးတလက်ဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။နေတိုးကအသက်ရွယ်တခုရလာပြီမလို့ငယ်ရွယ်တုံးကလိုမျိုးထိုက်သွားလို့မရတော့ ပဲလက်ရှိအသက်အရွယ်နဲ့ကြိုက်တဲ့ဇာတ်လမ်းတွေကိုရွေးချယ်ရပါတယ်။အဲဒီလိုမျိုး character တွေကိုပဲရိုက်ကူးဖြစ်တော်တယ်လို့ပြောပြခဲ့ရပါဇာတ်လမ်းစအင်ကသူ့အသက်အရွယ်နဲ့လည်းလိုက်ဖက်ရမယ်။ပရိသတ်တွေကလည်းသူ့ကိုလက်ခံစီမဲကားဆိုရင်မေမင်းသမီးနဲ့ပဲတွဲရတွဲရအဆင်ပြေတယ်လို့ပြောပြထားပါတယ်။မင်းသားနေတို့ဟာဇာတ်လမ်းစအင်ကိုဇာတ်ကားမပြခင်ပြောပန်ခွင့်မရှိပေမဲ့လည်းပြောလို့ရတဲ့ဇဝင်ကန်းဒီမှာကြတော့ဖိုးဖိုးနဲ့သူနဲ့ကငယ်ဘဝ character တွေမပါပဲအိမ်တောင်ပြူထားကြတဲ့အလက်မယားတွေအဖြစ် character အစမှတွေ့ရမှာဖြစ်ပါတယ်။အဲဒီလိုနဲ့ဇာတ်လမ်းကစ ပြီးတော့နည်းနည်းလောင်ရမယ့်ကားမျိုးဖြစ်တဲ့ကျမကနင်းစင်ပါမောင်တုံးကားလိုမျိုးအနိုင်ကျင့်ခံရအရိုင်းနဲ့ခံရတဲ့ကားတော့မဟုတ်ဘူးဒီဇက်ကားမှာကျတော့တော်တော်လေးကိုစိတ်ဒုက္ခရောက်ရပြီးလောင်ထားတဲ့မှုအမြဲထည့်ထားရတယ်လို့ပြောပြခဲ့ပါတယ်ဇက်ကားအရမတန်မရတွေဘလို့ဖြစ်လာမလဲဘလောက်ထိမတန်မရတွေသွားကြမလဲဆိုတာရုံတရင်ပြိသက်တွေတွေ့ရမှာပါဒါကြောင့်ပြိသက်ကြီးကိုလည်းလာကြည့်စေခြင်းနဲ့အရင်ကားတွေနဲ့မတူဘဲတစ်ခုခုထူးခြားတဲ့ခံစားချက်ကိုပြီးမှာပါ လုံးဝအကြက်တွေကြီးရိုက်ရတာဖြစ်လို့မုသွင်းရင်နဲ့ရှုသင်မအစတရုံနဲ့တရုံအကြည့်တွေကိုပြင်မရတော့ပဲဇက်ကားပြီးတဲ့အထိအဆုံးသတ်မှာပဲအဲ့ဒီမုကပျောက်ခဲ့ရလို့ဆိုပါတယ်ဒီလိုစူးစားပုံတွေကြောင့်လဲမင်းသားနေတို့နဲ့မင်းသမီးဖူးဖီးတို့ဟာမြမထိတ်တန်မင်းသားမင်းသမီးတွေဖြစ်ကြပြီးရောပရိသတ်တွေအများကြီးရနေခဲ့သူတွေပါနော်ဖူးဖီးဆိုရင်လည်းအရင်ကတည်းကချစ်ဖို့ကောင်းတဲ့ပုံစံလေးကနေအရွယ်တစ်ခုရောက်လာပြီးရောလှလာတဲ့အမျိုးသမီးလေးဖြစ်နေပါတယ်သူမကလည်းတစ်နှစ်ပတ်လုံးဇက်ကားကြီးအနေငယ်သားရိုက်ကူးခဲ့ပြီးရောသူမရိုက်ကူးရင်လည်းအကယ်ဒမီတစ်ကြိုပေးခံရ ကအမြင့်တဲ့အကယ်ဒမီရှင်ဖြစ်နေခဲ့ပါတယ်။ဒီမတမယာဇက်ကောင်းမှလည်းမင်းသားရောမင်းသမီးရောတခြားအသစ်တွေအတွက်လည်းတယောက်စီလောက်ကရတဲ့ဇက်ကားဖြစ်ပြီးတော့အဲ့ဒီဇက်ကားနဲ့ရောဘယ်မင်းသားမင်းသမီးဇက်ရံတွေကအကယ်ဒမီစုကိုရရှိအောင်မလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဇက်ကားထဲမှာဘယ်လိုတွေမတမယာတွေရှိမလဲ၊ဘာတွေကိုမတမယာတွေဖြစ်ကြမလဲဆိုတာဇက်ကားကြီးထွက်လာရင်ကြည့်ရှုဖို့အတွက်ရင်ခုန်ကြပါတယ်။ကျမကနင်းစီပါမောင်လိုပဲလောက်ကရပြီးတော့အကယ်ဒမီစုတွေအများကြီးစုခွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါ ါရရှင်။ပရိသတ်တို့ရဲ့မှတ်ချက်လေးတွေကိုလည်းပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါရရှင်။